ပြိုကြီးမမဘဝနဲ့ပဲဘဝကိုဖျက်ဆီးတော့မယ်ဆိုပြီးပြောလာခဲ့တဲ့မင်းသမီးတင်စာဝင်ကျော်။ကဲပရိသတ်ကြီးတို့ရဲ့ပုရိသတို့အသေးဆွဲမင်းသမီးကျော်လေးတင်စာဝင်ကျော်ကတော့တယောက်တည်းနေပြီးအပြိုကြီးမမအဖြစ်အယိုးထုတ်ဖို့စဉ်းစားနေခဲ့ပြီပဲဖြစ်ပါတယ်။အချစ်တွေများလာတဲ့ခေကြီးတဲမှာတိရွက်လေးလှုပ်ယုံနဲ့ရင်မခုန်တက်တော့တဲ့မမတင်စာဝင်ကျော်ကတော့အချစ်နဲ့မထီတွေ့ရတာကြာပြီးဖြစ်တာကြောင့်ရင်မခုန်တက်တော့ဘူးလို့ဆိုလာခဲ့တာပဲဖြစ်ပါတယ်။ သူမလိုမျိုးအဖက်ဖက်ကနေပြေဆုံးပြီးလှသွေးကျွဲလွန်နေတဲ့လူတယောက်ဟာလွတ်လပ်သွားတဲ့လူတယောက်လိုမျိုးအတကုံလှပလွန်နေခဲ့ပေမဲ့အချင်းနဲ့ပတ်သက်လာရင်တော့ဘီလက်မြေခင်းသားတလူမျိုးမာကျောနေခဲ့ပြီလို့ပြောလာခဲ့ပါတယ်။ပရိသတ်တွေအနေနဲ့ကတော့ဒါဟာနှစ်20ကျော်ကြာတဲ့အတွေ့အကြုံတွေကြောင့်ဖြစ်တယ်လို့ဝိုင်းပြောနေခဲ့ကြပေမဲ့ပုရိသယောက်ျားတွေကတော့အချင်းနဲ့ထိတွေ့မှချုံမြင်ရတာဆိုပြီးဝိုင်းပြောနေခဲ့ကြပါတယ်။အပြူကြီးမမတင်စားအနေနဲ့ကတော့အချစ်ဆိုတာဘာလဲလို့မေးယူရလောက်တဲ့အထိပျော်ရွှင်မှုတွေကိုမသိနေခဲ့သလိုပြန်သိရတဲ့တနေ့မှစစ်သူကြီးသာထားပြစ်တော့မယ်လို့ဆိုလာခဲ့ပါတယ်။ ဘလို့ပဲဖြစ်ဖြစ်ပါလူဆိုတာမျိုးကလည်းအခုတမျိုးတော်ကြတမျိုးအမျိုးမျိုးပြောင်းလဲနေကြတာမို့တင်စားတယောက်လည်းရှေ့ကစီနီယာတွေလိုမျိုးဟက်ချလောင်းမလုတ်သွားဖို့ကိုပဲပြိတ်သက်တွေကဝိုင်းစုတောင်းနေကြပါတော့တယ်။